ဟိုဖေဖေကစောင်းတို့အတွက်အိမ်အစ်တလေးတစ်လုံးစောက်ပေးခဲ့ဘူးပါတယ်စောင်းတို့၈တန်းနှစ်ပါပေါ့နော်အဲစောက်ပြီးတော့တိတ်မကြောက်ဘူးစောင်းတို့အိမ်ကမီးလောင်သွားရက်ွက်စောင်းတန်းအရန်ခံတာတော့ကိုမီးလောင်လို့ကိုစူးစူးသောနဲ့လှုပ်ထားတဲ့ဟာအိမ်ကကိုရက်ထက်လုံးကိုပါသွားတာပေါ့နော်ကိုရက်ထက်လုံးပါသွားအောက်ထပ်တော့ကျန်တယ်ပေါ့လေမျိုးဟွာစော့ဖြစ်ပြီးမီးလောင်သွားတာပါမီးလောင်သွားတော့လေအဲ့ဒါလေးပဲပြန်ပြုတ်ပြင်ပြီးနေရပါပေါ့နော်အဓိကတော့ဒီနောက်ပိုင်းနေမှာတော့ကိုမိပါပဲစိတ်ချမ်းသာနေတင်တာလေသူတို့တော်မဲ့အရာရာစဉ်းစားပေးတာပါဟုတ် 都没骂你，知道。 ါဒီနေ့ကကျတော့ဒါအင်တလေးရဲ့ဒါပြီးတော့ဒီမော်ဘီမြို့မှာပေါ့နော်ဒါစတူဒီတာပထမဆုံးကြွေးတာပါအဲလူရောက်300စာနဲ့900စာကြားပေါ့နော်အာအာထမင်းရဲ့ငါးပေါင်းရဲ့အဘယ်သူညောင်းကပိချက်ရဲ့အဲနောက်အရေးတောက်လေးရဲ့ထင်တယ်ဟုတ်အလူလေးအမြဲလုံးနေရဆိုလည်းပြောပါရဲဒါလည်းအလူလေးတစ်ခုပေါ့နော်အာဘာပြောဒါကိုမျိုးကိုရမှာအာလာပြီးအလူလေးပြန်လို့ဖြစ်တယ်ပေါ့အဲအဲ့လောက်ပါပဲဟုတ် အဲဒီနေ့ကတော့ဒါဟိုဖိဖိနဲ့မေမေအတွက်အဆောင်ရဲ့လက်ဆောင်လေးပေါ့နော်လက်ဆောင်အိမ်လေးပေါ့ဟုတ်အဲ့အိမ်လေးရဲ့အင်တက်အလူလေးပါဟုတ်ဟိုဆောင်းလို့လည်းငငယ်တုန်းကလည်းဟိုဖိဖိကဆောင်းလို့အတွက်အိမ်အစ်တလေးတစ်လုံးစောက်ပေးခဲ့မှုပါတယ်ဆောင်းလို့၈တန်းနှစ်ပါပေါ့နော်အဲစောက်ပြီးတော့တိတ်မကြဟိုဆောင်းလို့အိမ်ကမီးလောင်သွားတာဒီအိမ်ကမီးလောင်သွားတာပေါ့မီးလောင်သွားတော့ အဲဒီနောက်ပိုင်းမှာအဆောင်ပြန်ပြီးဖဖေးဖဖေးရုံးခံရတယ်ပေါ့နော်ဖဖေးအများကြီးရုံးခံရတဲ့အတွက်အိမ်တလေးမစောင့်နိုင်ဘူးအဆောင်တို့အိမ်မီးလောင်ထားတဲ့အိမ်လေးကိုပဲပြုတ်ပြင်းနေခဲ့တာပေါ့နော်အဲ့တော့ဒီကိုလည်းဟိုနည်းနည်းလေးဟိုမိဘမိဘအတွက်ပေါ့နော်ဟိုဒါဆုထားဆောင်သားလေးလေးနဲ့ဟိုအိမ်လေးပြန်ဆောင်မယ်ဆိုပြီးတော့ပြန်ဆောင်ဖြစ်သွားတာပါဟုတ်အရန်ခံစားတော့ပေါ့မီးလောင်လို့ကိုစုစုသောင်းနဲ့လှုပ်ထားတဲ့ဟာအိမ်ကဟိုမီးရဲ့ပါဝါအဲ့တော့နှစ်ခုနှစ်ဧပြီလ၃ရက်နေ့မှာ၃ရက် အဲအဲ့ဒီကနောက်နောက်ခုနှစ်ဧပြီလ3ရက်နေ့မှာတမီးအကြီးဆုံး7တန်းဆောင်မဖြစ်ပြီးတိတ်မကြောက်ဘူးအဲ့ချိန်မှာပဲအိမ်မီးလေဝါဆော့ဖြစ်ပြီးမီးလောင်သွားတာပါအဲတော်တော်စိတ်ဆင်းရတာပေါ့နော်အဲ့တော့အဲ့တော့ပြောဆိုဟိုဝိတဲ့ကိုတခုနဲ့ပဲကြံခဲ့တော့ဘဝအဲ့ဘဝလည်းပြန်ရောက်ခဲ့အဲ့ဒီကညာရေးဝှဆောင်ရင်းနဲ့ညာရေးဝှဆောင်လေအဲ့ညာရေးဝှဆောင်ပြဲနေသေးတယ်အောက်မှာလေအပြဲကြီးနေအဲ့တိုင်းပဲဟိုအဲ့ဒီတိုင်းပဲ ိုကြည့်နေရတာပေါ့နော်မီးလောင်သွားတဲ့အချိန်မှာအဲကြအကြာကြီးပါပဲဒီဟိုနှစ်အကြာကြီးဖေဖေနဲ့မေမေကဟိုပြန်လဲရုံးခံရတာဖြစ်တဲ့အတွက်ဟိုဒီအိမ်ကိုတော့စောင်းတော့ဒီလိုမျိုးပဲဖြစ်သလိုအဆင်ပြေသလိုလေးပဲပြန်ပြီးတော့တိဆောက်ပြီးတော့နေခဲ့တာပေါ့နော်ဒါအခုအခုတော့ဖေဖေနဲ့ပြန်ဖြိုချပြီးအစ်စ်ပြန်ဆောက်တာပေါ့အဲ့လိုဖေဖေနဲ့မေမေတို့ကဒါတကယ်ဟိုအိမ်တလေးတစ်လုံးပဲပြန်ဆောက်လိုက်တာပါဟုတ်ဟုတ်အဲ့တော့နှစ်ထပ်အိမ်မှာအပေါ်ထပ်လုံးကိုပါသွားတာပေါ့နော်အပေါ်ထပ်လုံးပါသွားအောက်ထပ်တော့ကျန်တာပေါ့အဲ့လိုမျိုး ုံးပါသွားတယ်။ကြာကြီးနေမှာပါဘယ်နှစ်လဲစောင်းတော့အိမ်ဟောင်းလေးနဲ့တရားတော့အဲတုန်းကတော့ ိုကဖြစ်သွားတော့လေမိလောင်သွားတော့လေအဲ့ဒါလေးပဲပြန်ပြုတ်ပြင်ပြီးနေရပေါ့နော်ကိုကဆောက်တာအသိမကြသေးဘူးလေအတိတ်ကြီးပဲရှိသေးတာဟိုအဲ့ဒါမိလောင်သွားတော့ပြန်ပြီးတော့ဒါပဲပြန်ပြုတ်ပြင်ပြီးနေရပေါ့နော်တမီးတို့ကလည်းငငယ်ဆိုတော့လဲသူလည်းဘာမှမတတ်နိုင်ကြသေးဘူးလေအဲ့လိုဆိုတော့သူလည်းအခုစူးစမ်းရုံးကန်ပြီးတော့အာဖမင်းနဲ့မမင်းနဲ့အခုလိုကြတော့သူလည်းဟိုလှုပ်ပေးနိုင်တဲ့ဆန်းအားလေးရှိတဲ့အခါကျတော့ကောင်းကောင်းလေးနေရအောင်ဒါအဲ့ချိန်အခုချိန်ဒီဖမင်းမမင်းကတက်ရှိအောင်နေနေတော့လဲသူကုသိုလ်ပြုသွားတော့ပေါ့နော်အဲ့လိုအဲ့လို အဲ့လိုအဲ့လိုဆိုတော့သူတို့လည်းစူးစမ်းလာတဲ့ငွေလေးနဲ့ပေါ့နော်အခုလိုပြန်ပြီးတော့ပြုတ်ပြင်းပြီးတော့အစ်အစ်စ်ပေါ့နော်မီးလောင်တဲ့အိမ်ဝင်ကိုဟိုကဖြိုချလိုက်ရပေါ့နော်အရင်တော့မတက်နိုင်တဲ့ခါကျတော့ဒါကိုပဲပြန်ပြီးတော့ပြုတ်ပြင်းနေရတာပေါ့ဒါပေမဲ့နေရပြင်ပဲလဲမနေသင့်ဘူးပေါ့နော်မနေတဲ့ခါကျတော့တမီးတွေကလည်းအခုဟိုသူတို့တွေစူးစမ်းမှုနဲ့တမီးရဲ့ဒါပြောရရင်တော့တမီးဆောင်းရုံဆိုင်ပေါ့နော်မမေကဒီမှော်မှာပဲမှော်မှာပဲနေခြင်းနဲ့အဲအကြောင်းမလို့မမေကိုပဲပြန်ဆောက်ပြင်မယ်ဆိုတော့မမေစိတ်ကြိုက်ပဲ ်မင်းစိတ်ကြိုက်စောက်ဆိုတာနဲ့အဲ့ဒါအကုန်လုံးကိုစိတ်ကြိုက်ကြီးပဲအဲ့တော့ကျင်းနေတာပေါ့နော်ကိုလည်းပီတီပြရပါတယ်သူတို့လည်းကုသိုလ်ရတာပေါ့နော်ဖယင်မေဒီရွယ်ထိနေနိုင်ပြီးတော့သူတို့အခုလိုသူစောက်ပေးနိုင်တဲ့အချိန်မှာဖယင်မေရလည်းအသက်ရှင်သာရှိနေတဲ့ခါကြတော့လေသူတို့လည်းကုသိုလ်အများကြီးရပါတယ်ရက်ကွက်စောင်းတယ်ရိုးတယ်စောင်းတယ်ကဘာစောင်းတယ်အစာရှိတော့နာမောင်းတို့အလကာ တဝိရောတို့နေဆက်ဆက်သမျှသောသောင်း၈တန်းမရှိသေးတယ်ဟောင်းလေးလားအဲ့ဆောင်းကျောင်းတောင်းနေ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 နဲ့2024ဆိုရင်22နှစ်လောက်ရှိသွားပြီပေါ့ဟုတ်25 25လေ25 23 23ရှိအဲမင်းကမင်းကစားဆောက်လာတော့22နှစ်လောက်ရှိ22နှစ်လောက်ရှိပါအဓိကကတော့မိဘအတွက်ရည်ရွယ်ထားတဲ့ အာအိမ်လေးဖြစ်တဲ့အတွက်ပေါ့နော်စောင်းတော့အရင်ကတော့မခက်ခဲခဲ့ပါဘူးဘာလို့လဲဆိုတော့ဒါစောက်ရတာကလည်းအရေးကြလေးတွေပေးပေးပြီးစောက်ရတာပေါ့နော်ဟိုတတုတ်တတုတ်တတုတ်ချင်းအဲ့လိုပေးပေးပြီးစောက်ရတာဖြစ်တဲ့အတွက်အရင်ကတော့ခက်ခက်ခဲခဲတော့မဟုတ်ခဲ့ပါဘူးအဲဒီဟိုစိတ်ကြိုက်ကတော့မမေးစိတ်ကြိုက်ပေါ့နော်အဓိကကတော့ဟိုအထက်ကပစ္စည်းတွေအားစအပြင်ဒီဇိုင်းအားစမမေးကသူစိတ်ကြိုက်သူ့ကိုစောင်းတော့တိတ်မလာပြဘူးဟိုဒီဘက်မှာစောက်နေတဲ့ကာလမှာစောက်ရတယ် ရန်ကုန်မှာပဲနေပြီးသားအမော်ပဲတိတ်မလာဖြစ်မမေတို့ပဲဟိုစိတ်တိုင်းကြဆောက်ထားတာပါဟုတ်ကုသိုလ်လည်းရပါဒါအဓိကမိဘရဲ့စိတ်ချမ်းသာရင်ဟိုကျင့်နေပါပြီဘာလို့လဲဆိုတော့အဓိကတော့ဒီနောက်ပိုင်းနေမှာတော့ကုမိဘပဲစိတ်ချမ်းသာနေတင်တာလေသူတို့တော်ပဲအရာရာစဉ်းစားပြတာပါဟုတ်ကဲသမီးလိမ့်ပါလေးဖြစ်တော့ မှန်နေခဲ့တာအဲ့ဟောင်းကတော့ဒါဆောင်းလို့အိမ်မဲလေဆောင်းလို့ငွေခဲ့တဲ့အိမ်မဲပေါ့နော်ဒါပေမဲ့ဂျာထဲမှာတော့ဆောင်းအဖွားနဲ့သွားနေသေးတယ်ဟောဒီမှာတော့အမေမေတို့မမအီတို့ညီမလေးတို့ပုံနေဖြစ်တယ်ဆောင်းကတော့မောင်လေးတို့အဲ့မောင်လေးတို့ပုံနေဖြစ်တယ်သူတာကိုမထားခဲ့ဘူးအခုတော့မောင်လေးကအဝေးရောက်နေတော့သတိရနေရသတိရပါစေ လောလောဆယ်တော့မိသားစုအကုန်လာနေလို့ရပါတယ်အေးအေးအားလုံးတော့ရည်ရွယ်ထားပါဟုတ်တယ်ဟောလီဟောစောင်းကဘလို့မျိုးမရှိဘူးဒီအိမ်ကစောင်းတော့ပြန်ရောက်မဲ့အိမ်လည်းမဟုတ်ဘူးမိဘအတွက်စောင်းတော့ဟိုမောင်နှမတွေအတွက်အမြဲတမ်းကိုရတူတူမတွေမောင်နှမတွေမိဘတွေတို့ကအမြဲတမ်းနေရမဲ့အိမ်ဘယ်တော့မှရောက်မဲ့အိမ်မဟုတ်ဘူး လိုပြောမယ်အမြဲတမ်းသူတို့နားဖို့စရာအိမ်လေးတစ်ခုအတွက်ဆောင်းကဖြည့်ဆည်းပေးတာပါဟုတ်တယ်။တောင်းမီရ၄ယောက်မီရ၆ယောက်အဲအလုံးပေါင်း15ယောက်ဒီသားစု15ယောက်ရှိတယ်မိသားစု15ယောက်အမှန်ဆို16ယောက်ဖြစ်ရမှာဆောင်းကယောက်ျားမရှိတော့ပြီးတော့အိမ်မှာအကုန်လုံးအတွဲကိုစီဘလို့ဆိုဟိုသူအတွဲတဖဖေမမေအတွဲမမကြီးတို့အတွဲညီမလေးအတွဲမောင်လေးအတွဲပြီးတော့မွေးလာတာတော့မအမွားမွားပြီးတော့နောက်ထပ် ဟိုဟာမောင်တားလေးနှစ်ယောက်ကလည်းတွယ်တွယ်ပဲကိုတရားပဲအထီးကျယ်တယောက်တည်းဖြစ်ဒီလိုမျိုးသမီးကကျတော့လွတ်လွတ်လပ်လပ်ဖြစ်တဲ့အခါကျတော့မိဘကိုသူပေးချင်တယ်ပေးလို့ရတယ်သူလှုပ်ချင်တယ်လှုပ်လို့ပေးလို့ရတယ်မအဲ့လိုကျတော့ ဘာကွာသူအိမ်အောင်ပြုတ်ပါမပြုတ်ပါလဲမဟုတ်သမီးမမေတို့ဖေလို့ရှိနေဘာပူစရာမလိုဟုတ်ပါဘူးအဓိကတော့လေစောင်းတို့ရဲ့ခြေလမ်းအစတွေကတချို့ဟာတွေကဖေးဖေးချောင်းလဲဒီလိုခြေနေရောက်လာတာပါစောင်းတို့မှလည်းခက်ခဲတဲ့ခြေနေရှိခဲ့တယ်ရုံငန်ငယ်ရခြေနေရှိခဲ့တယ်အဲ့ချိန်မှာဟိုဖေးဖေးကဖေးဖေးကအရန်စုစုမိစောင်းမိရပေါ့နော်အရင်တော့လို့ဒါမီလောင်သွားရဲဆိုပေမဲ့လည်းဖေးဖေးကသူ့ဘာလို့သူဟိုမမေကိုအတိုက်ခံလုပ်ပြီးဝယ်ထားတဲ့ချမ်းလေးပါအများကြီးရှိတယ်ချမ်းဘောစီဘောစီအဲ့တော့ကိုသမီးကလိုရဲဆိုတော့အဲ့လိုမျိုးအဲ့လိုရောင်းပြီးတော့ ော့ပေးလာအဲ့တော့ဘာလဲပြောကိုကကလေးတွေကစူးစားတယ်ဆောင်းမကစူးစားမအောင်ဆောင်းညမလည်းစူးစားတယ်အမမကြီးလည်းစူးစားတယ်အဲ့လို तू ကဖဖေရကြတော့အမှန်တမ်းပြောရင်ဟိုဖဖေဖဖေကိုအကုန်လုံးအကျွေးပေးရဖဖေကအကုန်လုံးပတ်စံကြီးတာအကုန်ပတ်စံကြီးလားအဲ့လိုမျိုးကိုအခုဆောင်းလို့ဆိုရင်ဟိုလိုလာရှိဆောင်းမစူးစားတယ်ဖဖေကပန်မိုးပေးတယ်အဲ့တော့ဆောင်းမပို့ပြီးစူးစားတယ်အဲ့အဲ့ရနေပြီးတော့ဒါဟိုပြောမယ်ဟိုဖဖေရဲ့ကျေးဇူးတွေပါဖဖေရဲ့ဟို အမြော်မြင်ကြီးမှုတွေကြောင့်ဒီလိုဒီလောက်ထိဆောင်းတို့နေနိုင်ခဲ့တာပါဟုတ်အာဒါဘာပဲပြောဆောင်းအခုလိုမျိုးဒါမိဘကျေးဇူးဆက်ခွင့်ရတဲ့အတွက်လည်းဆောင်းအများကြီးဝမ်းသာပါတယ်အဲ့တော့ဒါဘာပဲပြောမိဘရှီတုံးလေးမှာတမိုးထားကြဖို့လဲဆောင်းပြောချင်ပါတယ်